ကြောင့်အချမ်းမူပြကျွန်တော်တို့ဒီမိုးကုတ်ကိစ္စပေါ့နော်မိုးကုတ်ကိစ္စမိုးကိစ္စဆိုတော့အချမ်းမူကျွန်တော်တို့တမိုင်းမှာတော့အင်းစိန်မှာမဟုတ်ဘူးနော်တမိုင်းမှာတမိုင်းဆိုတော့ကျွန်တော်တို့ရှေ့ပိရင်ကူပြောတာအင်းစိန်နဲ့မဆိုင်ဘူးနော်တမိုင်းမှာတော့ national ဆိုတာပေါ်ဘူးလေဘာလို့ဆိုတော့စာစုစစ်တီပေါ့နော်စာစုစစ်တီသူကကြပြဆရာပေါ့ national ကြပြဆရာပေါ့နော်ဆိုတော့အော်လို့ကျွန်တော်တို့ဒီစစ်တိုက်တဲ့လူတွေတော်များတချို့လူတွေကကြပြဆရာကြီးပေါ်ပေါ်ပေါက်တာတယ်ပေါ့အခုလဲကျွန်တော်တို့ထပေါ်လာပြီပေါ့နော် TNL ကတာဖုံးကျော်တာဖုံးကျော်ပေါ့နော်တာဖုံးကျော်ကိုခေါ်တယ်တာဖုံးကျော်ကအခုဒါ နတ်ရှင်တော်များအားကြသလားမသိဘူးမိုးကုတ်မျိုးပြတ်ပေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးကြပြားတွေပဲကောက်ကပ်ဖွဲ့ကုန်ပြီရေးကုန်ပြီပေါ့နော်ရေးကုန်ပြီဆိုတော့ကျွန်တော်တို့အဲ့တော့ဟိုတစ်ခေတ်တစ်ခါတော့နတ်ရှင်တော်ဆိုတာပေါ်ခဲ့ဘူးတယ်မြောက်ရီမင်းကြီးဥစားတွေပဲခဏထားနတ်ရှင်တော်ဆိုတာပေါ်ခဲ့ဘူးတယ် နတ်ရှင်တော်ပေါ်ခဲ့ဘူးတော့ကျွန်တော်စဉ်းစားတော့ဩဒါတာဖုံးကျော်လဲနတ်ဖုံးကျော်ပေါ့နော်အဲ့လိုခေါ်အောင်ဖြစ်နေနတ်ရှင်တော်ဘူးတော့နတ်ဖုံးကျော်ပေါ့ဘာလို့သူကထုံးတို့မယ်ဒီမင်တို့မယ်ဒီနဲ့ထုံးကင်မယ်ဒီနဲ့မင်တို့မယ်ဒီနဲ့နော်အလံခိုး sorry အလံအလံဖြုတ်မယ်အလံခိုးမယ်ထုံးကင်မယ်ထုံးတို့မယ်နဲ့မျိုးစုံချက်ပြီးဟိုကျင့်ဒီကျင့်ဆိုတော့ကျွန်တော်တို့မှလည်းဟိုဘာမှမသိတော့အစတော့လန့်တာပေါ့ဘယ်ဖုတ်လဲပြီးလဲပြီးအခုကြတော့မှဟိုကြပြားတွေပဲကောက်ကဆက်ကုန်ပြီးတာဖုံးကျော်လို့နော်မိုးကုတ်နဲ့ပတ်သက်ပြီးမိုးကုတ်ကိုတက်မတော်ကပြန်ပြီးတော့သိမ့်ပိုက်နိုင်အမိုးကုတ်ကတက်မတော်ကိုတက်မတော်ကမိုးကုတ်ကိုပြန်ပြီးတော့အေးအေးဆေးဆေးပြန်ပြီးတော့ အေးစီလက်ဖက်ယူနိုက်တက်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတာဖုံးကျော်ကြီးကသိပ်ပြီးဟောဖြစ်တယ်ထင်ပါတယ်အသေးလေးကွဲသွားတယ်ထင်တယ်ကြည့်ရတာသူကြွေးကြော်ခဲ့တဲ့ထုံးကင်ခွင့်လည်းမရဘူးထင်ပါကြည့်သူထုံးကင်ခွင့်မရလိုက်ဘူးသူတကယ်ဆိုတက်မတော်လိုက်သူထုံးကင်မယ်ဟိုထုံးတို့ထားတယ်တက်မတော်လိုက်ထုံးတို့ထားမယ်ထုံးတို့ပတ်သက်သူထုံးကင်မယ်တက်မတော်လိုက်သူထုံးကင်မယ်သူစဉ်းစားထားတာဒါပေမဲ့သူထုံးကင်ကြီးမရလိုက်ဘူးထင်ပါတယ်အဲ့တော့ထုံးလည်းတို့လိုက်မရဘူးထုံးလည်းမကင်လိုက်ရတဲ့အတွက်သူနောက်ဆုံးတော့နတ်ဘုံကျော်ဖြစ်သွားတယ်ပေါ့နော်နတ်ရှင်တော်တကယ်ဆိုနတ်ဘုံကျော်ဖြစ်သွားတော့နတ်ဘုံကျော်ဘာဖြစ်သွားလဲကြပြာကြီးတယ်ဘလို့ရေးလဲဆိုတော့အမေကြပြာတော့နော်မြောက်ပြန်လေးအေးတယ်အမေကြပြာလေးရနော် နောက်ပြန်လီအေးတဲ့နော်နှင်းသီးကျွေခြေစုံခိုက်ရင်ဝဲစူးဆိုင်လောင်မြိုက်မြက်ကြီးအိုးမိုးကုတ်တောက်မရန်စကလုံးမရှိနိုင်တော့ဘူးမြောက်ပြန်လီကအေးလာသည်အမ်နတ်ရှင်တော်လိုမျိုးပဲနတ်ဘုံကျော်ဗျာကျွန်တော်နတ်ဘုံကျော်လိုပဲနော်နတ်ဘုံကျော်လိုပဲပြောအောင်လို့ဖြစ်နေနော်အဲ့တော့တော်တော်လေးတော့မိုးကုတ်ကိုပြန်ပေးရကိစ္စကိုသူတောင်းမရန်လည်းဘာမှမရှိတော့ဘူးစကလုံးမရှိတော့ဘူးဆိုတော့ ။ तू อ่ะအဲ့လိုပြောလိုက်တော့ NUG ဥစ္စာကဘာဘာမှမပြောနိုင်ဘူး။ NUG ဥစ္စာ TNA ဥစ္စာဘာမှမကုန်ပြောနိုင်တာ။ဗဇက်ကြီးပိအ PDF ဥစ္စာဘာမှမပြောနိုင်ဗဇက်ကြီးပိနေရတယ်။ဟုတ်ဆိုသူတို့ပြောတော့လာစစ်အာဏာရှင်တော်လာမယ်လို့ပြောတာ TNA လို့တော့မကြော်နိုင်ဘူး။ APDF NUG ဥစ္စာစစ်အာဏာရှင်တော်လာမယ်ဆိုစစ်တပ်ကိုတော်လာမယ်လို့သာပြောတာ။တကယ်လည်းဖြစ်ကော TNA လို့တော့မကြော်နိုင်ဘူး။ TNA လို့ဟိုကရှေ့ရနေပြီးတော့ဟိုဘာလဲဆိုတော့ဟို ဟိုရှေ့ရနေပြီးတော့ဘာလို့ဆိုရှေ့ပြေးခွေးလေးတွေလို့လှုပ်ပြီးတော့မိုးကုတ်မျိုးတက်ကဝင်ပါရှေ့ပြောရင်တော့ TNL လေးရှေ့ပြေးခွေးတွေလှုပ်လိုက်တယ်လှုပ်ပြီးတော့မိုးကုတ်မျိုးတက်ကပြန်ဝင်လာတယ်ဝင်လာချိန်မှာ TNL လေးတော့မကြော်နိုင်ဘူးမကြော်နိုင်တော့ပြောတော့အာနာရှင်တို့ဒေါ်လာမယ်လို့ပုံကံမယ်လို့ဘာရှိမယ်လို့ညာဖြစ်မယ်လို့ပေါ့နော်ဒေါ်လာမယ်လို့ခြုံခိုမယ်လို့ခြုံတိုးမယ်လို့တိုးချင်တာတိုးတယ်တိုးမယ်လို့ ਨੇ အခုတော့နောက်ဆုံးတော့ဒီကောင်လေးဘာမှလုပ်မရဘူးဆိုတော့သူတို့သိသွားတယ်သဘောပေါက်သွားတာပေါ့နော်သဘောပေါက်သွားပြီးတော့အခုတော့တာဘုံကျော်ကိုယ်တိုင်မင်းလင်းဟိုတရာချင်းနေအိုင်ချင်းနေညီးချင်းနေထုတ်ကုန်ပြီပေါ့နော်ကြပြားကြီးစပြီးတော့အဲ့လိုထုတ်ကုန်ပြီအဲ့တော့တကယ်လဲမိုးကုတ်ကို TNL ကမဆုတ်လို့မရဘူး။ तू ကလာဆုတ်ရဘာဖြစ်နေလဲ။မိုးကုတ်မြို့ TNL ဖြတ်စည်းသွားခဲ့တာကြီးကခင်ဗျာကျန်တာအဝေးမသွင်းနဲ့ကောက်ကွင်းကောက်ကွင်းဆုတ်ရတော့တော့ခင်ဗျားတို့အားလုံးမြင်တယ်။မိုးကုတ်မြို့ကပြည်သူတွေအကုန်သိတယ်။ကျွန်တော်စိတ်ပူခဲ့တာဟိုမိုးကုတ်မှာဇီဒီတူရှိတယ်အဲဇီဒီကျွန်တော်ကျွန်တော်လည်းအမြင်အဲဇီဒီကိုပြောမိမိနေတယ်တချို့လူတွေသိတယ်ကျွန်တော်မိမိနေတယ်။အဲဇီဒီအောက်မှာခင်ဗျာအဲဇီဒီအောက်ကမှာတကယ်ကြောက်တယ်တကယ်ထွက်တာ။လူရှိခဲ့လူကြီးတွေကကျွန်တော်ကြားခဲ့ပြီးတော့မိုးကုတ်ကျွန်တော်ထွက်ရကြားခဲ့တာ။အဲ့ဇီဒီတရားရင်အကြောင်းရင်းကဘာလို့ဆိုတော့အဲ့လိုမတဲလို့မရတော့အဲ့မှာကြောက်ကထွက်တယ်ထွက်တော့ကြောက်ကတော့တော့ လူနောက်လူနောက်လူတွေကဒီကောင်တွေကစီးမဲ့ကပ်ပြီးရှောက်ပူမှာဆိုတော့ရှစ်ခေလူကြီးတွေကဘာလို့ခက်လို့အမျော်မြင်ကြီးကြီးနဲ့ဒီတောင်ဒီတောင်ကုန်းပေါ်မှာဇေဒီကောက်တယ်လိုက်တာဇေတယ်ဇေဒီကိုမထိရုပ်လို့ခုမှအဲ့တော့မတူရုပ်ဒါတော့ TNL တွေကဟိုးအရင်တော့ဆိုရင်2019လောက်ထိတုန်းကကျွန်တော်မှတ်မိတယ် TNL တွေကတခါတလေမှလစ်လစ်တယ်လို့အဲ့မိုးကုတ်မျိုးရဲ့အဲ့ဇေဒီတို့ကြီးအောက်ချီနားလေးမှာလူလူဝတ်ကြောင်လေးတွေနဲ့အသားလေးခိုးပြီးလာလာတခုခုတူရလေးတလုံးလုံးရလို့ကြာတခုခုတူရလေးရှိတယ်အဲ့တော့ကြောက်ကဘယ်နေရာထွက်တယ်ဆိုတော့မိုးကလူတိတယ် TNL လေးနဲ့သိတယ်သိရခါကျတော့မိုးကောက်ကောက်ကွင်းဆိုတာပျာကြမှတ်တာပဲမိုးကောက်ကောက်ဆိုတာကြီးကြီးတွေဖြစ်သွားပြီအိုင်းတွေဖြစ်သွားပြီမိုးကောက်ကွင်းဆိုတာရုပ်ရည်သွားကြည့်ရင်ခေါက်ကွင်းမှာဟုတ်ဟုတ်လားဆိုဖြစ်သွားပြီအဲ့တော့အဲ့လောက်ထိ TNL လုတ်ခဲ့ကြတယ်ဒါမလို့လုတ်ခဲ့ပေမဲ့ TNL ကသူလုတ်ခဲ့တဲ့အဖြစ်ကိုကြာသူလုံးဝလုံးဝတူအောင်ဖြစ်ဘူးသူအဲ့မှာသူအကျွေးဆက်ဆရာရှိတယ်မိုးကုတ်ပြည်သူတွေပေါ့မှာ TNL ရအဲ့ဒီမိုးကုတ်ခေါက်ကွင်းဖြတ်စည်းခဲ့တဲ့အကျွေးဆက်ဆရာရှိတယ်ဒီ DNA လေးဒါပေမဲ့အဲ့ဒီကျူကိုမဆက်ဖက်နဲ့ပြန်ထွက်ပြေးသွားတယ်စစ်တပ်ကကယ်လိုက်တယ်တော့ပြောလို့ရတယ် DNA လေးအဲ့တော့ PDF တွေလည်းဘာမှမပြောနိုင်ဖြစ်နေအခုဒီရက်ပိုင်းဆိုရင်တိုက်တိုက်တိုက်ပွဲတွေဖြစ်တယ်လို့လည်းပဲပြောတယ်မိုးကုတ်နာမှာမိုးကုတ်မိုးမိန်နာမှာတိုက်ပွဲတွေဖြစ်တယ်လို့ပြောတယ်အပြစ်သက်ခတ်တာကြားတယ်ပါညာပြောကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့တက်မတော်လာပြီး6ပြစ်ဖို့ကြိုးစားတာ6ပြစ်ဖို့ကြိုးစားတဲ့အဆင့်ပဲရှိတယ်တက်မတော်ပြန်ပြီးတိုက်ဖို့မဖြစ်နိုင်ဘူးဟို6ပြစ်တဲ့အဆင့်ပဲရှိတယ်လို့ကျွန်မကြားရတယ်မိုးမိန်ဘက်မှာလည်းဒီလိုပဲတက်ကဝင်တဲ့အခါမှာဟိုဒီ KIA တို့ဘာလို့ကနည်းနည်းအနောက်ရှက်ချင်တဲ့ခါကျတော့တေယုတ်က KIA ကိုလှန့်သတိပေးထားရတယ်သတိပေးထားရတယ်လို့သတင်းတွေထွက်တယ်ဟိုကမင်းဝင်မရှုပ်နဲ့နော်ဒီကိစ္စကြီးမင်းဝင်ပါနဲ့လို့ဆိုတာပြောဘူး ိုတရုတ်က KIU 3မိထားတယ်လို့သတင်းတွေထွက်တယ်အဲ့တော့ပြောရရင်မိုးမိတ်ကိုတက်ကပြောင်းဝင်တယ်ပေါ့ဗျာတက်ကပြောင်းဝင်ပဲမိုးမိတ်ကိုလည်းဒါတက်ကပြောင်းဝင်နေပြီမိုးကိုကတော့ဝင်တာတိကျပါပြီမိုးမိတ်ကိုဝင်နေဆိုတော့တိတ်နေနေပဲတိတ်မကြဘူးလို့ဒါပေမဲ့အဲ့နားလေးမှာတော့တက်မတော်သွားတဲ့လမ်းကြောင်းမှာတော့ချောင်းမြောင်းပြက်ခတ်လှုပ်ကြံတိုက်ခိုက် တာလေးအနေပါတော့ရှိတယ်ဒါပေမဲ့တက်မတော်ကိုတခါတည်းဟိုဆုတ်ခွာထွက်ပြေးရတော့ဒီလာတိုက်တာမလုပ်နိုင်ဘူး အဲ့တော့အဲ့လိုမျိုးလုပ်ရင် DNL ကလည်းသူကခံပြီးပြတယ်ဟိုတပ်ဘက်ကလည်း DNL ခံပြစ်တဲ့သဘောမျိုးအဲသုံးဘုံတပ်ကတပ်ဘက်ကနေပြီး DNL ကဝင်ပြီးတော့မင်းတို့မလုံးနဲ့ဆိုဝင်တားပြီးရုပ်ခိုင်းရတဲ့ပုံစံမျိုးတော့ကြားတယ်အဲ့တော့ပြစ်တာခတ်တာဒီအတန်ကြားတယ်ဖုံးဖုံးဖုံးကြားတယ်ဒါပေမဲ့တိုက်ပွဲမဟုတ်ဘူးချောင်းမြောင်းပြစ်ခတ်အဆင့်တော်တာပဲရှိတယ်လို့ကျွန်တော်တို့ကြားတယ်ဒါမဟုတ်ဘူးမိုးမိတ်ဖြစ်စင်နေတယ်ပေါ့နော်ဆိုတော့ဟိုတိတ်ပြီးတော့အရင်ကြီးတော့ဖြစ်မပြောဘူးဒါတော့တော့ဒါဖုံးကြောတော့ glossy တော့ငိုရင်းချတယ်လို့ပြောရမှာပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီ PDF ဒီကိစ္စပေါ့နော် PDF ကိစ္စအချမ်းမဟုတ်ဘူး ်ပီရက်တွေရဲ့ကိစ္စမှာပထမတစ်ခုကစီရမ်ဆရာဝန် main game ဘက်ကစီရမ်ဆရာဝန်မှာအဲ့ဆရာဝန်မှာတော့ဘူးလို့ဆိုရင်သူ့ကိုယ်သူသဘောပေါက်ပြီပေါ့ဗျာသူသဘောပေါက်တော့ပြီလို့ကျွန်တော်ထင်ပါတယ်ဘာစီရမ်ဆရာဝန်မှာကို PDF တွေကလာဖမ်းသွားတယ် main game အဲ့ဆရာမကိုလာဖမ်းသွားတယ်လာဖမ်းသွားတဲ့ video file ကလည်းအခုဆိုရင် social media မှာပေါ်လို့ရအောင်တက်နေပြီအဲ့တော့ကျွန်တော်တို့တကူကပြောစရာတော့မလိုတော့ဘူးဒါပေမဲ့အဲ့ဒီသူတို့ဘက်တော်သားချင်းချင်းကြားမှာတော့ဒါမတရားတာကိုဒါဒါကအဲ့တို့တုံးတော့ဒါစစ်စစ်အာနာရှင်စံနေပါညာပေါ့တို့ဒီလိုတုံးကြတယ်ဆိုတော့ဒီ main game မြို့နယ်ပကဖ ပကဖပေါ့ဗျအဖွဲ့ရဲ့အဖွဲ့ရဲ့ PDF အဖွဲ့တွေက CDM ဆောင်းဝန်ဖြစ်တဲ့နော်ရခိုင်ကမင်းကင်းဆေးဦးအောင်ကြီးဆောင်ဆင်းဦးကြီးလုပ်ခဲ့ဒေါက်တာခင်တူတူလွင်ဆိုတဲ့အမျိုးသမီးကိုနော်အဲပြီးခဲ့တဲ့ NoMa 30နေမနေရပါဘူးနော်သူ့ရဲ့ရှိတဲ့တင်တော်ဆိုတဲ့ကြီးရွာမှာလာဖမ်းသွားတယ်အဲဖမ်းသွားတဲ့ video file ဒီနေ့ဆိုပေါ်လို့ရနေတယ်လာဖမ်းသွားတယ်ဖမ်းတဲ့ခါမှလည်းသူ့ကိုစစ်ဆေးရရှိသူလာခေါ်တော့ဗျာ ခေါ်တော့ဟိုမျိုးအဲ့ဆရာမမလိုက်ဘူးနှောင်းကောင်မထိနဲ့ငါသားမထိနဲ့နော်ငါသားမထိလို့ဆိုသူပြောတော့ဟိုအဆတော့မထိဘူးဗျနောက်မှကျသူတို့ချင်းချင်းလက်ကြရတာဒေါ်လာထွက်လာတဲ့ပုံပေါ်တယ်ပြန်လည်ဖြစ်ကြပြောကြဆိုကြရင်းနဲ့ဆရာမတို့တခါတည်းခမရအတင်းအတင်းဖန်းအတင်းအတင်းဖန်းအတင်းဝိုင်းချုပ်တာလို့လားဆိုတော့ဒီစေဥပဒေမှာတော့အမျိုးသမီးတယောက်ကိုဖမ်းမယ်ဆိုရင်အမျိုးသမီးကပဲဖမ်းလာပြီးလုပ်တာများတယ်တော်တော်အမျိုးသားတွေကဝင်ပြီးတော့တော်တော်မလုပ်ဘူးပေါ့နော်ခုကကြွတရုတ်တိုက်ဆွဲတော်တဲ့ ठी ကိုဖြစ်ကုန်တာအဲ့လိုတိဖြစ်တော့တော်တော်လေးရုပ်ဆိုးတယ်ဆိုပြီးတော့သူတို့ဘက်တော်သားချင်းသူတို့ပြန်ဝေပန်တယ်ဝေပန်ကြတယ်ပေါ့နော်ပြီးတော့ဒါမဲ့နေဖုံးလာတို့ဘာလို့ကြတော့ဘာပြောလဲဆိုတော့ အားတဲ့ဒီဆီယမအားတဲ့လေဖို့လည်းပြောတယ်ဒီဆီယမအားတဲ့သူတို့ဒီဘာလဲဆိုလက်နက်တွေပြန်မအပ်တာတို့ဘာလို့ညောင်အချောပြချက်မျိုးစုံကိုရောက်ပေးတာကိုပြေးပြီးဒီဆီယမဆီယမပဲမဟုတ်တာလုံးလို့သူတို့အာခံလို့သူတို့သွားပြီးစစ်စစ်ရရှိလို့သွားစစ်စစ်တာကိုပါအာခံတဲ့အတွက်သူတို့လောက်ရတယ်ဆိုတော့ပုံမျိုးလေဖို့လည်းတော့ပါတော့ပြောတယ်ဒါပေမဲ့တကယ်ဟာကျတော့မြင်ကွင်းမှာမြင်ရတာပုံစံကျတော့ကျန်ကျန်တန်းတန်းတော်လောက်တော့တွေ့ရတယ်အစောပိုင်းတော့ကောင်းအောင်ပြောနေမှာနောက်ပိုင်းကျန်ကျန်တန်းတန်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆီယမငှားထားတဲ့တရက်တွေပြန်မအပ်ဘူးလို့အခွန်တွေမသွင်းလို့လို့စသဖြင့်မျိုးစုံပြောတယ် ကျွန်တော်တို့ရတော့မင်းကင်းမြို့နယ်တွေကအဲ့ဒီမှာရှိတဲ့ဒီဒီဒီချင်းတွင်းမြစ်တကြောမှာရှိတဲ့ရွှေတူးတဲ့နေရာတွေပေါ့အဲ့ဒါတွေနဲ့ပတ်သက်လို့မတူးတင်ဘူးဆိုတာကိုဥဆောင်ဆန္ဒပြဖို့ဥဆောင်ခဲ့တဲ့သူတွေတယောက်ဖြစ်လို့ဒီဆရာမကိုလာပြီးသူပညာရက်ဆိုတော့ဗျာမဟုတ်ဟုတ်တာမှန်မှန်တာမှားတာမှန်တာသူခွဲနိုင်တယ်ပေါ့အဲ့တော့ဒီဒီ PDF တွေရဲ့လုပ်ရတွေမှားတယ်ဆိုတော့သူမြင်တဲ့အခါမတရားဘူးဆိုတော့ယူတဲ့အခါမြို့ဒေသခံတွေနဲ့သူပေါင်းပြီးတော့ဆန္ဒပြရေလုပ်ရလုပ်နေမယ်အဲ့ဒီခါကျတော့ဒီဟိုမှာ submit ပေးမတဲ့ PDF တွေကတွားလို့ပေါ့ဗျ submit ပေးမတဲ့ PDF တွေကထပြီးတော့ဒီဆရာမကို ့ဒီဆရာမအနေရှိတယ်ဆိုဖမ်းဆိုအကုန်သွားဖမ်းတယ်သဘောရှိတယ်ဖမ်းလိုက်တော့အခုတော့အဲ့ဆရာမသဘောပေါက်ပြီပေါ့ဗျာ तू तू ကရွေချက်ရှိတော့ကတော့သူ့ရွေချက်ကတော့ဆရာနာရှင်ကိုတော်လာမယ်သူတို့နဲ့အတူတော်လာနဲ့ငါတို့ပီတီကလေးတွေကဒါငါတို့သားလေးတွေငါတို့သမီးလေးတွေငါတို့သားလေးငါတို့သမီးလေးအခုငါတို့မှသားလေးတွေငါတို့မှသမီးလေးတွေဖြစ်ကုန်တာအခုမှ तू သဘောပေါက်သွားတာเนาะဆိုတော့ तू သဘောပေါက်သွားပြီကျွန်တော်နားလဲတာ तू သဘောပေါက်သွားပြီ तू ထင်တဲ့ तू ထင်တဲ့တော်လန်ရေးဘတ်တော်သားလေးတွေတော်လန်ရေးဒါတကယ်ကိုဆရာနာရှင်တော်လန်မဲ့ကလေးတွေလို့ သူထင်းတဲ့သူတွေကသူ့ကိုခုဒီလိုလာဖမ်းသွားတာသူသဘောတော့သွားပြီကျွန်တော်တို့ဒီနေရာမှာဝမ်းနေသလားစိတ်မကောင်းဖြစ်သလားလို့မင်းစိတ်မကောင်းလည်းမဖြစ်ဘူးဝမ်းလည်းမနေဘူးဘာကြောင့်လဲဆိုတော့အဲ့လိုဝမ်းလည်းမတောက်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်ပါသူကဒီဆက်အာနာရှင်ကိုမကြိုက်ဘူးတော်လိုက်ပုံကမစိုးတော်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 ပြီးတော့စီဒီအမ်လုတ်သွားတယ်ဆရာဝန်တယောက်ဖြစ်ပါလေနဲ့လူအသက်ပေါင်းများစွာကိုမကယ်ဘဲနဲ့ဒီဒီတဘုံအုပ်စု PDF အုပ်စုနဲ့တော့ပေါင်းတယ်ပူပေါင်းတယ်အဲ့တော့သူ့ကြောင့်တင်ခဲ့တဲ့လူတွေဘယ်လောက်များမလဲတော့ကျွန်တော်မသိဘူးအဲ့တော့သူအဲ့ဒီဝချူးသူပြဆက်ရတာပဲသူ့ရဲ့ ီရှေ့မှာလောက်ခဲ့တဲ့အကုသိုလ်ဝေကျသူများဆရတာပဲအဲ့တော့ကျွန်တော်တို့ရဲ့ဟာဟုဝမ်းလည်းမတောက်ဘူးဝမ်းလည်းမနေဘူးစိတ်မကောင်းလည်းမဖြစ်ဘူးဒါဘာမှမဖြစ်ဘူးကြည့်လိုက်တယ်ဒါ तू ကြုံရမယ့်သင်္ခါရတရားပဲ तू ကြုံရမယ့် log ram ပဲအဲ့တော့ तू လောက်ခဲ့တဲ့လမ်း तू ရွေးခဲ့တဲ့လမ်း तू ပြန်ဆင်းဆိုင်ရတာတစ်ချိန်တုန်းက तू သူ့ PDF လေးတဲ့ तू ဆရာမကြီးဆရာကြီးမြောက်ဝေးပေးခဲ့ကြပြီခုကျတော့ဖန်ကွာငါတို့ငါတို့အကျိုးစီးပွားထိတယ်ဆိုပြီးတော့သွားတာပဲအဲ့တော့အဲ့ပုံစံသွားတာအဲ့တော့နေဖို့လားတော့ကလည်း तू အကျိုးစီးပွားထိလာရင်ဘယ်ကောင်းမှမထားဘူးဆိုတဲ့ဟာနေဖို့လားတော့အုပ်စုကလည်းပြတာ ဆိုတော့ညီပေါ်လာတင်မူချာ NUG ရဲ့လူတွေကိုလာသူတို့အကျိုးစီးပွားထိလိုက်ပဲကောင်းမထားဘူးအဲ့လိုလုပ်တာဆိုတော့စောင့်ကြည့်ကြတာပေါ့ဒီကိစ္စမှာဘလောက် PDF တွေဟာဘလောက်ထိသူတို့ရဲ့ဗီဇတွေကိုပြလာသလဲဆိုတော့တွေ့ရပါအဲ့တော့ဂျွာငန်နေမျိုးကန်ဒေသခံပြည်သူလူတွေသဘောပေါက်လာပြီသဘောပေါက်လာအဲ့တော့တနည်းနည်းအချိန်မှာသူတို့သဘောကိုပေါက်မယ့်အရာဖြစ်တဲ့တွေသဘောပေါက်လာသဘောပေါက်တာနောက်ကြချင်းစောချင်းဆိုတာနှစ်ခုပဲရှိတယ်အဲ့တော့သူတို့ခုသဘောပေါက်တာအလေလက်ကာလာလို့ခေါ်တယ်နောက်နှစ်နှစ်သုံးနှစ်ဆိုရင်ဒါတက်ပုံဆိုးမယ်အဲ့တော့သူတို့ PDF တွေကခြေကုပ်မှုရှိတာနဲလာမယ်ရှိတဲ့နေရာတွေကိုစစ်တပ်ကလည်းမလာတဲ့အခါသူတို့က စစ်အင်အားတို့တို့မှလက်နက်ရှိတော့ပြည်သူပုံအနိုင်ကျင့်ကျင့်ပဲလုံရင်လုံပဲကာရင်ကံပဲဆိုရဆိုပဲဆိုရဟာမျိုးတို့တို့လုံပါဆိုတော့တို့ရဲ့အနေထားအဲ့လိုတော့ရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့ဒီနေရာမှာအဲ PDF တွေနဲ့အတူရှင်တွဲနေထိုင်ရေးကိုရွေးချယ်ထားတဲ့ပြည်သူတွေကတော့ကိုယ့်ကံကြမ်းနဲ့ကိုယ်ကြည်လာရေးဆိုင်ကြကျွန်တော်တို့ကတော့လောဆယ်တက်မတော်နဲ့အတူရှင်တွဲနေထိုင်ရေးမှာရှိပါတယ်ခင်ဗျားတို့က PDF နဲ့အတူရှင်တွဲနေထိုင်မှာနေတယ်ခင်ဗျားတို့က PDF တွေနဲ့အတူရှင်တွဲနေထိုင်ရေးမှာနေပြီးတော့ဒီမိုကရေစီကိုလိုချင်ပါတယ်လို့ပြောရင် မရရင်ကိုယ်တိုင်လေးကိုယ်ကံပဲကျွန်တော်တို့ဘာမှမပြောလို့ကျွန်တော်တို့ကတက်မတော်နဲ့အတူရှင်တွဲနေနိုင်တယ်ဒီမိုကရေစီလိုချင်တယ်ဒါကြောင့်မလို့ကျွန်တော်ရွေးကောက်ပွဲကိုသွားမယ်တက်မတော်ကလည်းရွေးကောက်ပွဲလုပ်ပါမယ်လို့ပြောတယ်ဒါဆိုကျွန်တော်တို့အတူရှင်တွဲနေနိုင်တယ်ကျွန်တော်တို့ကကြမှာအကောက်ပေါ်မှာချိလာပြီးဖြည်းဖြည်းနဲ့သူတို့ကံကြမှာကတော့အဆိုးဘက်ကိုရောက်သွားပြီဒါကရှင်းရှင်းလေးပဲဘက်နှစ်ဘက်ရှိတယ်ဆိုပါစို့ကျွန်တော်ယူလေးဘက်နှစ်ဘက်ရှိတယ်ဆိုကျွန်တော်ဒီပွဲကြီးမှာ27အခင်းချင်းပွဲကြီးမှာဘက်နှစ်ဘက်ပဲကျွန်တော်တယ်ဘက်နှစ်ဘက်ပဲကျွန်တော်တယ်ကျွန်တော်ကကြောင်ဂျာနေတွေဂျက်နေတွေကြောင်နေတွေကြွက်နေတွေရှိမနေဘူးတကယ်တော့ဘက်နှစ်ဘက်ပဲရှိတယ်ကျွန်တော်ပြောတယ်ဘက်နှစ်ဘက်ယူလေးပဲ PDF တွေရှိတဲ့နေပြည်တော်နေထိုင်တဲ့ပြည်သူနဲ့တပ်မတော်အုပ်ချုပ်မှုစိုးမိုးမှုရှိတဲ့နေရာမှာနေထိုင်တဲ့ပြည်သူဆိုတဲ့နှစ်ဖက်ပဲရှိရတယ်။ဒါဆိုခင်ဗျားတို့ကျွန်တော်ဂျားကာလာမှာတောင်းနေရမဟုတ်ဘူးလေ။စစ်တပ်အလိုလို PDF လိုလိုရှိတဲ့ဂျားရွာတွေမှာနေရမဟုတ်ဘူးဂျားဒေသတွေမှာနေရမဟုတ်ဘူးခင်ဗျား။စိတ်ချလုံးကြုံနေဆိုရင်လုံးကြုံချင်းနေဆိုရင်တက်မတော်အုပ်ချုပ်မှုရှိတဲ့နေပြည်တော်မှာစိုးစိုးမှုရှိတဲ့နေပြည်တော်မှာခရာတို့နေကြတယ်။အဲ့လိုနေကြတဲ့ပြည်သူတွေနဲ့ PDF တွေအုပ်ချုပ်မှုရှိတဲ့နေပြည်တော်တွားနေတာစိုးမှုရှိတယ်။အဲ့တော့ PDF တွေစိုးမှုရှိတဲ့နေပြည်တော်မှာနေတဲ့ပြည်သူတွေရဲ့ဘဝကဘာဖြစ်မလဲ။ခုနဒီဆရာမကြီးလိုပဲ မထင်မထင်သူလိုဖမ်းမယ်စီမယ်ခေါ်မယ်တတ်မယ်ဖြတ်မယ်လုံပါလေဘယ်လောက်လို့လဲနေပြီးတော့ PDF ဆိုတဲ့အဖွဲ့ရေးဖို့ကသူ့တာတာတဲ့ကိုစိတ်ဆိုးပြီးတော့ဘာဟုတ်တဲ့ကိစ္စတခုနဲ့စိတ်ဆိုးပြီးတော့ထိုးထိုးတတ်လိုက်တယ်တတ်ပြီးတော့တတ်ပလိုက်ပြီးတော့မြင်မြုပ်ထားတယ်ဘယ်သူမှတော့မသိဘူးပြန်ဖော်တယ်ပြီးခဲ့တဲ့ရက်ပိုင်းပေါ်လာတယ်အဲ့ဒီဟုတ်ပေါ်လာပေါ်လာတော့မှအဲ့နေပြီးတော့ PDF ရင်းမှုဆိုတဲ့ခေါ်ကသူ့တပည့်ကတော့သူ့တပြန်တတ်ပလိုက်တယ်သူ့ဟာသူစိတ်လေးတစ်ချက်ဝါဖြစ်တယ်ထတ်တတ်ပြတာဘာမှဥပဒေမရှိဘူးအဲ့လိုလုပ်တာအဲ့ဒါတွေတကယ်ဖြစ်တယ်ခဏတရင်တွေမှာတော့ဖြတ်ဖတ်ကြည့်အဲ့ဟိုဘက်အုပ်စုဝါကိုလည်းသူတို့ Facebook တွေသူတို့ဝါတွေ social platform တွေသူတို့ရဲ့ group တွေမှာသူတို့ပောက်ခွဲကြေကွဲပြီးတော့တင်နေကြတဲ့ဟာတွေကိုကျွန်တော်တို့ပြပြပြနေတာဒါတွေကဖြစ်မယ်ဆိုတော့လွန်ခဲ့တဲ့နှစ်တွေလည်းကျွန်တော်ခံမှန်းပြီးသားပြောခဲ့ပြီးသားအခုတော့တကယ်တွေဖြစ်နေပြီဆိုတော့ PDF တွေအုပ်ချုပ်မှုအောက်မှာနေမြေထဲမှာရှိနေတဲ့သူတွေရဲ့ဘဝကံကြမ္မာကကိုယ်ကံကြမ္မာကိုရွေးချယ်တာအဲ့တော့အကယ်၍တက်ကလေရင်နဲ့လာပစ်တယ်ခင်ဗျားတို့အဲ့ဘက်မှာရွေးချယ်ထားတာကိုခင်ဗျားတို့ခံရပါဘူးကျွန်တော်ဘာမှလုပ်လို့မရဘူးနော်တက်ကလေရင်နဲ့လာပစ်တယ်ခင်ဗျားတို့က PDF တွေအုပ်ချုပ်မှုနေမြေထဲမှာသွားနေပြီးတော့ PDF တွေနေမှာလုံခြုံတယ်လို့ခင်ဗျားတို့ကထင်လို့ဆက်နေပြီးတော့တက်ကလေရင်နဲ့လာပစ်လို့ရှိရင်လည်းခင်ဗျားတို့ခံရပါပဲ အဲ့လို PDF ကမထင်မထင်လို့ဖမ်းဆီးခေါ်ပါဆောင်တတ်ပြက်လဲခံရပါပဲ PDF ကခင်ဗျားတို့ပိုင်ဆိုင်မှုတိတ်လဲခေါ်တော့ခံရပါပဲဒါခင်ဗျားတို့အတူရှင်တွဲနေထိုင်တဲ့ပုံကူရဲ့ကောင်းခြင်းဆိုခြင်းကောင်းမွေဆိုမွေခင်ဗျားတို့ခံရတာကျွန်တော်တို့ဘာမှတွားပြီးဆွတ်ဖက်ပိုင်ခွင့်မရှိဘူးမဆွတ်ဖက်ဘူးကိုရွေးချယ်ထားတဲ့လမ်းမှာကိုကဆက်လျှောက်ကြရမှာပဲအဲ့တော့အဲ့ဒါကိုမကြိုက်တော့လို့တတ်မတော်အုပ်ချုပ်မှုနေပြီးတော့ပြန်လာမယ်ဆိုလဲကျွန်တော်တို့ကဘာမှမပြောဘူးလက်ခံတာပဲကျွန်တော်ညင်းမထုတ်ဘူးအဲ့တော့တတ်မတော်အုပ်ချုပ်မှုအောက်မှာကျွန်တော်နေနေတဲ့ကျွန်တော်တို့တတ်မတော်ဒီကြီးကြီးအုပ်ချုပ်မှုအောက်မှာနေတဲ့ကျွန်တော်တို့ကြတော့ တက်မလို့ကျွန်တော်တို့အကယ်၍တတရားရှိလို့စိတ်ထဲမှာတတရားရှိလို့အချမ်းဖတ်မဲ့တက်တယ်ထင်လို့နိုင်ငံတော်ကိုဖြတ်ဖြတ်လို့မရှိလို့မထင်လို့ကျွန်တော်တို့လာဖမ်းခေါ်သွားတယ်ကျွန်တော်လိုက်သွားပါဘမ်းတန်တယ်ဒါကျွန်တော်တို့လိုက်ရမယ်လို့ပဲသူ့နေပြီးအောင်မှာကျွန်တော်နေနေတာဒါပေမဲ့အဲ့တော့ဒီကာလမှာခင်ဗျားတို့ကျွန်တော်အားလုံးကစဉ်းစားလိုက်နှစ်ချက်ပဲရှိတယ်တက်မလို့စိုးမိုးတဲ့နေမြေအောက်မှာနေတဲ့လူလားပြည်ထရတဲ့စိုးမိုးတဲ့နေမြေအောက်မှာနေတဲ့လူလားအဲ့တော့ဘယ်နေမြေဟာကို့အတွက်ပို့ပြီးတော့ဘဝရှင်တန်ရေးအသက်ရှင်တန်ရေးအတွက်ကောင်းတယ်လေမှန်တယ်လေဆိုတော့ခင်ဗျားတို့ကိုယ့်ကိုဆုံးဖြတ်နိုင်တာပဲဆုံးဖြတ်ကြပါဒါပဲကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဘယ်လိုဆိုတော့ ဒီဆရာမကြီးရဲ့ကံကြမ္မာကတော့ဘယ်လောက်ဖြစ်မလဲကျွန်တော်တို့မသိနိုင်ဘူးเนาะဒါကတော့ PDF ကိစ္စနောက်တစ်ခုကတခါ PDF ဆုံးဖို့ရတဲ့နေမျိုးစုမပေးသင့်ဘူးဆိုတဲ့ကိစ္စထပ်ပြောချင်တာအဲ့ဒါဘာလဲဆိုတော့ဒီရပိုင်းမှာဒီရပိုင်းနေချင်းမှာစရိုက်ဖြစ်နေတာလက်ဗရန်တို့ဘာလို့လက်ဗရန်တို့ဂျိုးပင်ကောက်တို့ဘာအဆပြောဗျာအဲ့ဘက်ဒီမှာတော်တော်လေးဖြစ်နေတယ်เนาะနောက်ဖြစ်ဖြစ်နှစ်ခုသုံးခုရှိတယ်ရွေးကောက်ပွဲနဲ့ဆက်စပ်တာတွေရော PDF ကိစ္စတွေရောသတင်းတစ်ခုထွက်လာပါတယ်အဲ့ဒါပခုတ်ကူမျိုးနဲ့အေးချွန်းဆိုတဲ့ရွာမှာเนาะရွေးကောက်ပွဲဝင်မဲ့အမှတ်လောင်းတယောက်ပြီးခဲ့တဲ့နိုဝင်ဘာ28ရက်လောက်ကเนาะပြည်သူ့ပါတီရဲ့အမှတ်လောင်း ဝေလင်းထက်ဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့နော်ပြည်သူပါတီရဲ့မလောင်ဥက္ကိုကြီးပါတီပေါ့နော်ပါတီရဲ့မလောင်ဝေလင်းထက်ဆိုတဲ့ပုဂ္ဂိုလ်ကိုတဲ့ PDF တွေဖမ်းပါပါတယ်ဆိုပြီးတော့အဲ့ဟိုဘက် PDF တွေရဲ့ channel မှာတင်ထားတယ်တင်ထားတော့ကျွန်တော်ကလည်းတွေ့တယ်ဟာဟုတ်လားမဟုတ်လားကိုက confirm လောက်ရသေးတယ်အမလောင်ဖမ်းခံရတယ်ဆိုပြီးတော့ agent agent ပခုတ်ကူမျိုးနဲ့ agent ဆိုရရောက်မှာဖြစ်တာအဲ့တော့ဖမ်းခံရဆိုတော့အဲ့ဖမ်းခံရတော့အဲ့မှာအဲ့ရွာပခုတ်ကူအဲ့ရွာဘက်ကိုတက်ကူလုံရွေးပိုင်ဝင်ကြည့်ရဝင်တဲ့ခါကျတော့အခုလောဆိုတော့ဘာမှဖြေမသိရသေးဘူးအဲ့အမလောင်လည်းပြန်မလို့သေးဘူးတဲ့ဘယ်လိုဖြစ်မလဲတော့မသိသေးဘူးပေါ့နော်ဒါက ယောဂဘုတ်ဝဲအမှတ်လောင်းဖြစ်တဲ့ဖြစ်စဉ်ဒီလိုပဲတစ်ချိန်တည်းမှာဘာဖြစ်ခဲ့လဲဆိုတော့ပြီးခဲ့တဲ့ရပိုင်လေဗနန်မှာနိုမ30နေမနေ့ကဖြစ်တယ်ဟိုပြီးခဲ့တဲ့ရပိုင်ဟိုဂျိုးပင်ကောင်မှာဖြစ်တယ်နတ်တလင်းမှာလည်းဖြစ်တယ်အစသဖြင့်ပေါ့ဗျာဒီစသဖြင့်မြို့နယ်တွေပေါ့နော်ပဲခူးပဲနဲ့အဲ့ဒီ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 ဘကိုးမကွေးအဲ့ပချမ်းတွေပေါ့ရိုးမကြီးချမ်းတွေဆက်ဆက်တချမ်းတွေမှာ PDF တွေကစစ်စေးခေတွေဝင်ပစ်တာတို့ရဲတပ်ဖွဲ့တွေဝင်ပစ်တာတို့ဖြစ်တော့အဲ့ဒီဘက်တွေမှာရွက်ကောက်ပေါ်ဝင်မဲ့ကိုယ်စေလောင်းတွေအကုန်လုံးကကြီးလန့်သာသာဖြစ်နေပြီ ဘယ်တော့များအသက်ခံမလားဖမ်းခံမလားဆိုတော့မသိတဲ့စိုးရင်ချက်ကြီးဖြစ်နေပြီ။ဘာလို့ရုပ်ောက်ဘုံနဲ့ကိုယ်စေလောင်းနေရဲ့ဘဝကလည်းဟိုဒီနေရာမှာကျွန်တော်တို့လည်းအဲ့ဒီချက်တော့စာနာပါတယ်။နော်။တို့တော်တာညံ့တာကောင်းတာမကောင်းတာတို့ကိစ္စသို့တော့တို့ဓာတ်ကထားနေပြီးကြတယ်ရ။အဲ့တော့အခုအဲ့ဘက်ဒီမှာတော်ပြီရုပ်ောက်ဘွဲလုတဲ့သူတွေကိုယ်စေလောင်းနေတဲ့အတွက်ကအနေအများလာပါတယ်။အခုအတောင်းလျှောက်သလိုဖြစ်နေဒီအပိုင်းမှာ။ဒါတော်တော်တိတ်တရီထားမယ်ကိစ္စ။အဲ့တော့နိုင်ငံတော်အနေနဲ့ကလည်းတကယ်သေးချာလုံးသွင်းပေးမှရမယ်။ပြီးတော့အဲ့ဒီနယ်မြေတွေမှာ PDF တွေစိတ်ဝင်ပြန့်နှံ့လာတာကိုတားဆီးကာကွယ်နိုင်ဖို့အတွက်ကိုအင်အားကိုစနစ်တကျသုံးရမယ်။မဟုတ်ရင်က PDF တွေက ်တစွက်ခနဲ့ဝင်လာလိုက်လူတို့ကတော့ဖမ်းသွားလိုက်တိုင်းကိုပြစ်တတ်သွားလိုက်လူတို့ကတော့တော်တော်လေးမှရတရေးနေနေရမှာဒါကြီးကလည်းမဖြစ်သေးဘူးဒီကောင်တွေရုပ်ောက်ပွဲကို PDF တွေကအနောက်ရှက်ပေးနေပြီအဲ့တော့ရုပ်ောက်ပွဲအနောက်ရှက်ပေးတဲ့ PDF ကိုမလုပ်ရမလဲအဲ့အစိုးရအကောင်းသိတယ်အဲ့တော့ရုပ်ောက်ပွဲအနောက်ရှက်ပေးတဲ့ဒီဘက်ကအရက်ဖက်ပြည်သူတွေတော့ထောင်ထဲထည့်နေတာပဲ PDF တွေကိုမလုပ်မလဲအဲ့တော့ကိုယ့်အကူနိုင်ငံတော်တာဝန်ရှိသူတွေဆုံးဖြတ်ပြီးတော့တခုခုတော့လုပ်ဖို့လိုတယ်မဟုတ်ရင်ကဗျာကိုယ်စလောင်းတွေကအဲ့မှာတချို့အဲ့ဘက်ချက်မှာပြိုင်နေတဲ့တချို့ကိုယ်စလောင်းတွေဘိုးချုပ်ကြီးအစ်စ်ဒုရက်ဘိုးချုပ်ကြီးအစ်စ်နေအောင်ပါတယ်နော်တချို့တချို့လူတွေဆိုဒုရက်ဘိုးချုပ်အစ်စ်နေအောင်ပါတယ်အဲ့တော့ မကောင်းဘူးပါဗျာတခုခုဖြစ်သွားရင်မကောင်းဘူးပါဗျာဒါကြောင့်မလို့နိုင်ငံတော်နည်းနည်းလေတေချာကာဝယ်ဆောက်ရှောက်ဖို့တော့လိုတယ်နော်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကအမြန်လန်း30နဲ့အဲ9မိုင်နဲ့38မိုင်39မိုင်ပတ်လည်နာမှာနောက်မှာရှိတဲ့နေရာတခုမှာပြစ်ခတ်မှုဖြစ်သွားတယ်နော်ပြစ်ခတ်မှုဖြစ်သွားတယ်ပြောရင်တော့ဟိုရုံးမပေါ်ကြတဲ့မျက်ရည်ဆိုတဲ့ဂျွာအဲ့အဲ့အဲ့ဇာကဖြစ်ရိုက်တဲ့ဂျွာရဲ့ဒီဘနာကဂျွာလေးတခုရှိတယ်အဲ့ဂျွာတို့မိသားစုတစုကနေပြီးတော့မိသားစုရန်ကုန်ကမိသားစုသုံးလုံးဆိုလို့ရှိမယ်ဗျာအဲ့ဒီစုလောက်သွားပြီးတော့အပန်းပြေကိုသွားတာထင်တယ်တဲ့ အဲသွားတဲ့အချိန်မှာအဲ့ဒါကိုလွှတ်တော်ကိုယ်စားလှမ်းကားလို့ယူဆပြီးတော့ပြစ်တာလေပြစ်တော့ပြစ်လိုက်တော့ပြစ်ပြီးတော့အခုကားပါတချို့တွေပါကားတွေရောပတ်စံတွေရောပါသွားတယ်လို့ကြားတယ်အဲ့ဖြစ်စဉ်ကပြီးခဲ့တဲ့အဲ26ရက်နေ့ဖြစ်တယ်နိုဝင်ဘာ26ရက်နေ့ဖြစ်တယ်အဲ့တရင်ကတရင်အဲအဲ့တရင်ကတရင်မှပြန်ကြိုက်ခုတွေမှာတရင်တောက်တယောက်ကမေးတယ်ဒါပေမဲ့တရင်ပြန်ကြိုက်ခုတွေပြန်မဖြစ်ဘူးကျွန်တော်ကအဲ့ဒီနေရာနားနေနားတီကျွန်တော်ရောက်ခဲ့ပြီးပြီနော်ပြီးခဲ့တဲ့နေ့ရက်လောက်ကမှရောက်ခဲ့ပြီးပြီရောက်ခဲ့တော့နေ့ရက်လောက်ရောက်ခဲ့တော့တကယ်ဖြစ်ခဲ့တယ်တကယ်ဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့ပြီးတော့အဲ့မှာလူ ကျွန်တော်သိရတယ်လူတချို့တီးသွားတယ်တဲ့နော်ရသားတချို့ရသားပြီးတော့ရုပ်ကောက်ကိုယ်စလုံးထိပြပြစ်လိုက်တာမဟုတ်ဘူးမဲဆော်ကိုလာတဲ့ကားထိပြစ်ထိုက်တာမဟုတ်ဘူးတဲ့လုံးဝရသားဆစ်ဆစ်မိသားစုတစုကအဲ့မိသားစုကအခုဆိုရင်အတန်တိတ်ပြီးနေနေတဲ့သဘောတော့ရှိတယ်